အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟစ်ဂျရီ1446ခုဇူလ်ကာဒါလ17ရက်ခရစ်နှစ်2025ခုနှစ်မေလ10ရက်နေ့စနေနေ့မှာငါးမိနစ်တွင်အောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်1005ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့လော်ကီဆိုတာဟာတမလွန်ခရီးအတွက်အစီအနှင်းတစ်ခုသာဆိုတာအကြောင်းလေးကိုဒေါက်တာအဒမ်ရှာကာဝီထုတ်နှုတ်တင်ပြတဲ့အကြောင်းအရာလေးအာရတ်တော်ကနေပြီးတော့ကျွန်တော်တို့ كوكا تنبياما شبالي أعوذ بالله من الشيطان الرجيم منها خلقناكم وفيها نعيدكم ومنها نخرجكم تارة أخرى غالوش مها دنوغو ميجينة پانزينو مغيري تو ميجيري ما تفان بيان تي بيرو تي ميجيري غاني نوڑ جين بيان تودو مو ميتره سورة طوحاية آيان نبا غازة غاب شبالي ဒေါက်တာအဒမ်ရှာကာဝီကရေးသားတဲ့အင်တန်လှပခန္ဓာလာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်လိုက်ကြပါတယ်။အသိပညာတွေရတဲ့ယာဒူးတွေရှိတဲ့ဇနီးရှိတဲ့သားသမီးတွေပိုင်ဆိုင်တဲ့ဥစ္စာယရနာတွေအများကြီးကျွန်တော်တို့ရလိုက်တယ်။နောက်ဆုံးတော့လေလူတွေဟာဒီရုပ်ခန္ဓာပေါ်မှာမြေကြီးတွေဖို့ပြီးတော့တွားလိုက်ကြတယ်။အခုတမလွန်ခရီးစတင်ပြီးဂျန်နတ်ကိုတွားမှာလားကျွန်တော်တို့ဂျန်နမ်ကိုတွားရမှာလား ော့ Loki ဘဝဆိုတာတမလွန်စီတွားရလမ်းမှာအတုံးပြုတ်လိုက်ရတဲ့အစီအစဉ်တစ်ခုပါပဲ။ဒါကြောင့်ကျွန်တော်တို့ဟာအကောင်းဆုံးအစီအစဉ်ကိုသာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ဒီအာရတ်တော်ဆိုတာတွားရရဲ့အာရတ်နံပါတ်55ဟာကျွန်တော်တို့တဦးတယောက်ကွယ်လွန်သွားလေတိုင်းသူ့ရဲ့ကဘာမှာမြေသုံးဆုပ်ထည့်ပြီးတော့ဒီအာရတ်တော်လေးကိုကျွန်တော်တို့ဆူဆူပြီးတော့ကျွန်တော်တို့ထည့်တယ်။တကယ်တော့ကိုကိုကိုကျွန်တော်တို့ဟာဆိုရင်တတိပေးဖို့လိုအပ်နေတယ်။ကျွန်တော်တို့လည်းတနေ့ဒီလိုနေရာကိုသွားရမယ်။ ျွန်တော်တို့ရရှိပိုင်ဆိုင်ထားတဲ့ခန္ဓာလာတဲ့ဟောဒီလောကီတတ်တန်းကြီးဆိုတာဟာလေတကယ်တော့တည်ငါပဲဖြစ်တဲ့အလောရှိမြတ်နဲ့တွားရောက်ပြီးတော့ကျွန်တော်တို့တွေတွေ့ဆုံခြင်းတွေဟာနိကက်နေပြီဆိုတဲ့အသည့်တွေနဲ့ကျွန်တော်တို့ရဲ့ရှစ်ဆက်ဘဝကိုခရီးဆက်ဖို့လိုအပ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရက